လေးရှားနိုင်ငံရဲ့ဝန်ကြီးမိုဟာမက်ဟာဆန်က၎င်းရဲ့အော်တိုဘာ9ရက်ခီးစဉ်နဲ့ပတ်သက်ပြီးအာဆီယံဥက္ကဋ္ဌအဖြစ်၎င်းရဲ့သဘောထားကိုသတင်းတောက်များကိုထုတ်ပေါ်ပြောဆိုလာခဲ့ပါတယ်။ထို့သောပြောဆိုရမှာယုံကြည်လောက်သောမြန်မာရွေးကောက်ပွဲဖြစ်ဖို့အ ਨੇ ဆုံးပြည့်မီရမယ့်စံနှုန်းများကိုတတ်မှတ်လာခဲ့ပါတယ်။၎င်းကလွတ်လပ်ပြီးတရားမျှတရမည်၊ထင်သာမြင်သာရှိပြီးယုံကြည်ရလောက်တဲ့အနေထားရှိရမည်၊နိုင်ငံရေးပါတီအားလုံးသက်ဆိုင်သူများအားလုံးပါဝင်ပြီး နိုင်ငံတစ်ဝန်းလုံးမှာကျင်းပသွားနိုင်ရမယ်ဆိုပြီးပြောဆိုခဲ့ပါတယ်။အဖွဲ့ဝင်မြို့တီနိုင်ငံကများထိုကိစ္စကိုတတိတခြားဆုံးဖြတ်၍မရဘူးလို့ဟာဆန်ကအလေးနဲ့ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။အာလောဝန်ကိုဆုံးဖြတ်နိုင်ဖို့မဲအောင်လိုင်းရဲ့တောင်းဆိုမှုကိုအာဆီယံအစည်းအဝေးမှာတင်ပြသွားမယ်လို့ဆိုပါတယ်။လက်ရှိနေထောင်မှာအာလောင်းကအလွန်ကြုံစိုးရိမ်မှုများရှိနေတာကြောင့်အာဆီယံမှလေးလာသူများစေလွတ်မြေ့ရေးသဘောတူဖွဲ့မရှိဘူးလို့မျှော်လင့်ရကြောင်းလဲသတင်းတောက်များကိုပြောဆိုသွားခဲ့ပါတယ်။ ထို့သောတာမန်ခီးစဉ်တစ်ခုကအေးအေးဆေးဆေးပြီးသွားအောင်မှာဖြစ်တော်လဲတာမန်ထုံတန်းကိုဖောက်ဖျက်ခါမပြောတဲ့ညီမျှကိုပြောခဲ့တာကြောင့်ဟိုးလေးတကြောကြောဖြစ်သွားခဲ့ရပါတယ်ဆေးအုပ်စုမှဟာဆန်ရဲ့ခီးစဉ်ကိုခုတုံးလောက်ခါမလေးရှားမှလေးလာသူများဆေလွတ်မယ်လို့၎င်းတို့အာတရားဝင်ဖြစ်လာတဲ့အောင်ကလိန်ကကျဝါရဖြန့်ပြောဆိုခဲ့တာကြောင့်ဟာဆန်သမ္မတအာဆီယံဖို့အတော်ကြီးထိခိုက်နစ်နာသွားခဲ့ရပါတယ်မြန်မာရေးထူးချံပေးကောင်စီရဲ့ဂျင်ညာချက်ထဲမှာအာဆီယံက ၎င်းတို့ရဲ့အချက်အချက်မအောင်မြင်တော့ကိုဝန်ခံရတော့မှာဖြစ်ပြီးရွေးကောက်ပွဲကိုလည်းပြည့်ပြည့်သားသားပယ်ချရမယ်လို့ဆိုပါတယ်ထို့သောမဟုတ်ပါကမြန်မာပြည်သူများပေါ်ရဲရဲဆက်ဆက်တက်ဆာဖောက်သလိုဖြစ်သွားမယ်အပြင်ဒေသတွင်းထွက်ပေါ်လာတဲ့အာဏာရှင်စနစ်ကိုစုလက်များချီးမြှင့်သလိုဖြစ်သွားလိမ့်မယ်လို့ပါရှိခဲ့ပါတယ်လက်ရှိမှာအာဆီယံဟာဆေးဥစုရဲ့အခွင့်အရေးတိုင်းလှည့်စားပြီးအချက်ရအောင်ပြုလုပ်ခံခဲ့ရသည့်ကြီးတာဖြစ်ပါတယ်အာဆီယံရဲ့ကြာရှုံးမှုကြောင့်လက်တွဲဖြစ်လာနေတာကအရသာထောင်ပေါင်းများစွာတက်ဖြတ်ခံရခြင်း နိုင်ငံရေးအရာဥဆောင်ဥယျာဉ်ပြုလုပ်ရမယ့်ရေကိုမလုံနိုင်တာကြောင့်ပြင်ပနိုင်ငံများကဝင်ရောက်ပတ်သက်လာတာကိုခွင့်ပြုလိုက်ရခြင်းနိုင်ငံဖြတ်ကျော်ရာသွေးမှုများမိုးလို့ပေါက်လာခြင်းအဖွဲ့ဝင်နိုင်ငံများကြောင့်အာနာတိန်ဖို့မိစိမ့်ပြသလိုဖြစ်လာစေတဲ့ဆိုးဝါးတဲ့အကျိုးဆက်များဖြစ်လာခဲ့တယ်လို့ထောက်ပြသွားခဲ့ပါတယ်။စေလုံးစုဟာရဲတင်းလာပြီး၎င်းတို့အပေါ်မြေသူများရေးမြူနိုင်ဘူးလို့ဆိုကာအရသားများကိုပြစ်မှတ်ထားတက်ဖြတ်လာပြီးတရင်ကျော်မိထုံးပွဲအလဲတက်တဲ့ကိုပင် ပါလာဂရိုက်တာမှဘုံချတိုက်ခိုက်ရသည့်အထိလက်ရဲစရဲဖြစ်လာကြတယ်လို့ဆိုပါတယ်။အာရှင်ဟာထိုအရေးကိုဖြစ်ရှင်ဖို့ကြံရှိနေတဲ့နောက်ဆုံးအခွင့်အရေးကိုလက်လုံမခံသင့်ပဲပထမဆုံးလာမယ့်ရွေးကောက်ပွဲကိုပြည့်ပြည့်သားသားဆန့်ကျင်ပြီးမြို့တို့များပါဝင်ပတ်သက်ခြင်းမရှိရန်ဒုတိယအနေနဲ့စစ်ကောင်းဆောင်များကိုအစီအမံအစည်းအဝေးများတက်ရောက်ရန်တားမြစ်ထားမှုကိုအခြားသောအစည်းအဝေးများကိုပါမြည်သည့်ကိုယ်စားလှယ်မှတက်ရောက်ခွင့်မပြုဘဲတန်းခတ်ထားရန်တတိယအချက်ဖြင့်လာမယ့်58ကြိမ်မြောက်အာဆီယံညီလာခံမှာ မြမအရေးအပြီးပြည့်ဖြည့်ရှင်းနိုင်ဖို့မဟာဗျူဟာအသက်6မှတ်ရန်တို့ဖြစ်တယ်လို့ကြံပြုတ်တင်ပြသွားခဲ့ပါတယ်။ထိုဗျူဟာများထဲမှာအထူးသဖြင့်လေချောင်းတိုက်ခတ်မှုများလုံးဝရပ်ဆိုင်းသွားအောင်တန်တမာရေးအရာတိုးမြင့်ဆောင်ရွက်သွားရမည်။ NUG, CRPH, NUCC နဲ့ EU များနဲ့တွဲဆုံဆွေးနွေးနိုင်မယ့် ASEAN ပလက်ဖောင်းတစ်ခုတည်ဆောက်သွားရန်နိုင်ငံတွင်းကျူးလွန်ထားတဲ့ရာဇဝတ်မှုတွေအတွက်တာဝန်ခံလာစေမယ့်အဖွဲ့အစည်းများနဲ့ပူးပေါင်းဆောင်ရွက်ရန်တို့ပါရှိသင့်တယ်လို့ဆိုပါတယ်။မြန်မာပြည်သူများအနေနဲ့ စိုးပစ်ခံရတယ်လို့ခန်းစားနေကြရတဲ့အတွက်အာဆီယံအနေနဲ့မြန်မာနိုင်ငံနဲ့အာဆီယံကိုယ်တိုင်ပေါ်နှစ်ပေါင်းများစွာကပြက်ကွက်ခဲ့မှုကြောင့်ထိခိုက်နစ်နာခဲ့ရမှုများကိုပြန်လည်ပြင်ဆင်ရန်မျှော်လင့်ပါကယခုချက်ချင်းအရေးယူဆောင်ရွက်ရမည်ဖြစ်သည်မဟုတ်ပါကအာဆီယံဟာမြန်မာပြည်သူများကိုမြေသို့ရင်ဆိုင်မည်နည်းဟုကြေညာချက်အဆုံးမှာမေးခွန်းထုတ်ထားတာဖြစ်ပါတယ်။အာဆီယံအနေနဲ့မြေသို့များကြားနေမူဝါဒကျင့်သုံးရင်မဖြစ်တော့ပဲထို့သောဆက်ပြီးလုပ်နေပါက၎င်းတို့အဖွဲ့အစည်းဟာ ကဘာကြီးအတွက်အရေးပေါ်ပါတဲ့ကိစ္စများကိုသာသဘောထားတိုက်ဆိုင်ကြတဲ့အသင်းကြီးယူဆကယုံကြည်မှုကြာဆင်းသွားတော့မှာဖြစ်ပါတယ်။မြောက်လိုင်းအတွက်ပြည်တွင်းမှာမြေတို့ပင်တက်ဖြတ်နေစေကမူအာဆီယံနေနဲ့ဆက်ဆံရေးထိန်းသိမ်းထားနိုင်ဖို့အရေးကြီးတဲ့သဘောယူဆစရာဖြစ်လာနိုင်ပါတယ်။တရားမှာအာဆီယံမှာထောက်ခံလာမယ်ဆိုတဲ့မျှော်လင့်ချက်နဲ့ဒေါ်လာ3ဘီလီယံအကူအညီပေးမယ်လို့မလုံပေးကလောက်ခိုင်းထားတဲ့ရွေးကောက်ပွဲအတွက်မျှော်လင့်ချက်မေးမိန်လာပြီလည်းဖြစ်ပါတယ်။လန်နထုတ်ဂါဒီယန်သတင်းစာကြီးကပဲ ချာလီချက်ပလင်ဆက်ရုပ်လုံးကြည်ရသည်မှာရည်စရာကောင်းတော့အောင်စူးတစိမ့်များစွာချိတ်ဆွဲထားတဲ့မြောင်းလိုင်းတို့ဖဲကအဘဲသူများတရားဝင်တဲ့အစိုးရဖြစ်လာနိုင်မလဲဆိုပြီးမိကုံးထုတ်ထားတာပဲဖြစ်ပါတယ်။ပြည်သူတို့ရဲ့ခုခံတော်လှန်စေမောက်ချအောင်ရမည်အောင်ပြီးအောင်မြင်တဲ့ရွေးကောက်ပွဲဖြစ်မယ်လို့စစ်ကောင်းဆောင်ကြုံးဝါလိုက်တဲ့သတင်းကိုလည်းဖော်ပြပေးပါမယ်။ စစ်တပ်ကဥဆောင်ကျင်းပမဲ့ရွေးကောက်ပွဲကလွတ်လပ်တရားမျှတပြီးအားကောင်းအောင်မြင်တဲ့ရွေးကောက်ပွဲဖြစ်မယ်လို့အာဏာသိမ်းစစ်ကောင်ဆောင်ဗိုလ်ချုပ်မှုကြီးမြောင်းလိုင်ကဒီကနေ့မှကျင်းပတဲ့တနင်္ဂနွေလုံးပြစ်ခတ်တိုက်ခိုက်မှုရစရေးသဘောတူစာချုပ် NCA ဆယ်နှစ်ပြည့်အခမ်းအနားမှာပြောဆိုလိုက်ပါတယ်2020ပြည့်နှစ်ရွေးကောက်ပွဲမှာအနာရအမျိုးသားဒီမိုကရေစီဖွဲ့ချုပ် NLD ပါတီအားမဲမတမမှုအကြောင်းပြက အာဏာသိမ်းခဲ့တဲ့စစ်တပ်က၎င်းတို့လက်အောက်မှာရွေးကောက်ပွဲကိုတနင်္ဂနွေလုံးအတိုင်းအတာနဲ့ပြိုင်နေကျင်းပနိုင်ခြင်းမရှိတော့လေ အားကောင်းတဲ့ရွေးကောက်ပွဲအဖြစ်ကျင်းပလိုက်ခြင်းလည်းဖြစ်ပါတယ်။စစ်တပ်ဟာရွေးကောက်ပွဲအပိုင်းတည်အဖြစ်ဒီဇင်ဘာလ28ရက်မှာတရနှမြုံနယ်အတွင်းကျင်းပမည်ဖြစ်ကောအပိုင်းနယ်အနေနဲ့မြို့နယ်တရမှာကျင်းပမယ်လို့စစ်ကောင်းဆောင်ကပြောဆိုထားတော့လေအပိုင်းနဲ့ကျင်းပမယ်နေ့ရက်တို့ကိုတော့ပြောဆိုထားခြင်းမရှိပါဘူး။ရွေးကောက်ပွဲရအောင်ပြေမလုပ်နိုင်ကြောင်းစစ်ကောင်းဆောင်ကဝန်ခံခဲ့ပြီးအကြောင်းပြုကြောင်းမလုပ်နိုင်ခဲ့တဲ့နေရာတွေကိုလာမယ့်အစိုးရနဲ့ရွေးကောက်ပွဲကော်မရှင်တို့မှကြားဖြတ်ရွေးကောက်ပွဲများဆက်လက်လုပ်ဆောင်သွားမှာဖြစ်ကြောင်းလည်းဆိုပါတယ်။ ပြီးခဲ့တဲ့ရွေးကောက်ပွဲများမှာမဲမတမာမှုတွေကမဲလက်မနဲ့မဲပေးတဲ့စနစ်ကြောင့်ဖြစ်ပြီးမဲမတမာမှုမလုပ်နိုင်တဲ့မြန်မာအီလက်ထရောနစ်မဲပေးဆက်အသုံးပြုရန်လှုံ့ဆော်နေခြင်းဖြစ်ကြောင်းနဲ့ချိုးတင်မဲပေးမှုကိုလည်းကန့်သက်ချက်မျိုးစုံပြုလုပ်ထားတယ်လို့၎င်းကပြောဆိုထားပါတယ်။ဒါပြင်ရွေးကောက်ပွဲရလဒ်ရထွက်ပေါ်လာတဲ့အစိုးရကိုဒီမိုကရေစီစံနှုန်းများနဲ့ညီလွဲပြောင်းပေးမယ်လို့လည်းစစ်ကောင်းဆောင်ကဆိုပါတယ်။စစ်တပ်ကျင်းပမဲ့ရွေးကောက်ပွဲမှာပြည်ထောင်စုတဝန်းလုံးရှင်ပြိုင်မဲ့6ပါတီနဲ့တိုင်းနယ်ပြည်နယ်လိုက်ရှင်ပြိုင်မဲ့52ပါတီ ကိုယ်စားလှယ်လောင်း9000ကျော်ပါဝင်ရှင်ပြိုင်ရန်လျှောက်လာတည်သွင်းထားပြီးစစ်တပ်ဗိုလ်ချုပ်များဝင်ရောက်ရှင်ပြိုင်မဲ့ပါတီဖြစ်တဲ့ပြည်ထောင်စုကြံခိုင်ရေးဖွံ့ဖြိုးရေးပါတီ USDP ကကိုယ်စားလှယ်လောင်းဥယျာဉ်အများဆုံးဖြစ်ပါတယ်။အမျိုးသားညီညွတ်ရေးဆိုရ NUG တိုင်းရင်းသားလက်နက်ကိုင်တပ်များနဲ့ဒေါ်လာရင်းအင်အားစုတွေကစစ်တပ်ရဲ့ရွေးကောက်ပွဲကိုဆန့်ကျင်ကြောင်းနဲ့တရားမဝင်ရွေးကောက်ပွဲဖြစ်ကြောင်းပြောဆိုထားကြပြီးရွေးကောက်ပွဲလုပ်ငန်းရှင်များမှာဘိုးဘောင်ပါဝင်ဆောင်ရွက်သူတွေကိုအရေးယူသွားမှာဖြစ်တယ်လို့သတိပေးကြေညာထားတာဖြစ်ပါတယ်ခင်ဗျာ။ မြန်မာနိုင်ငံမှာစစ်တပ်ကလူသားမျိုးနွယ်ပေါ်ကျူးလွန်နေတဲ့ရာဇဝတ်မှုတွေကိုနိုင်ငံတကာကတုံ့ပြန်အရေးယူရန်ပြက်ကွက်နေတာကြောင့်ကျောင်းမက်ခွဲရနောက်ဆက်တွဲအကျိုးဆက်တွေကိုမြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေကထင်ရှားစွာလက်ဟပြသနေတယ်လို့ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တန်အမကြီးဥချုံမထွန်းကပြောဆိုလိုက်ပါတယ်။အော်တိုဘာလာ၁၀ရက်နေ့ကအမေရိကန်ပြည်ထောင်စုနယူးယောက်မြို့မှာအကျဉ်း၈၀မြောက်ကုလသမဂ္ဂထွေထွေညီလာခံ ဥပဒေရေးရာကော်မတီစက်သမကော်မတီရဲ့အထွေထွေဆွေးနွေးပွဲအစီအစဉ်အမှတ်87လူသားမျိုးနွယ်အပေါ်ကျိုးလွန်တဲ့ရာဇဝတ်မှုများကောင်းစင်တဲ့ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တမ်းမကြီးဦးကျော်မထွန်းကအထွေထွေဆွေးနွေးပွဲအတွင်းမှာပြောဆိုလိုက်ခြင်းပဲဖြစ်ပါတယ်မြန်မာနိုင်ငံအပေါ်ဝန်ကမ္ဘာနေရာအနှံ့မှာလူသားမျိုးနွယ်အပေါ်ကျိုးလွန်တဲ့ရာဇဝတ်မှုများဆက်လက်ဖြစ်ပေါ်လျက်ရှိနေပြီးလူသားမျိုးနွယ်အပေါ်ကျိုးလွန်တဲ့ရာဇဝတ်မှုတွေကိုအပြည်ပြည်ဆိုင်ရာတိုင်ဝန်က ပြတ်သားစွာတုံ့ပြန်အရေးယူဆောင်ရွက်ရန်ပြက်ကွက်နေခြင်းရဲ့ကြောက်မက်ဖွေရနောက်ဆက်တွဲအကျိုးဆက်တွေကိုမြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေကထင်ရှားစွာလက်ဟပြသနေတယ်လို့ဆိုပါတယ်။2025ခုနှစ်စက်တင်ဘာလအတွင်းကလူအခွင့်အရေးကောင်စီတို့တင်သွင်းခဲ့တဲ့မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်တဲ့စုံစမ်းစစ်ဆေးရေးရန်ရရရဲ့စီရင်ခံစာမှာအကြမ်းဖက်ဆဲအုပ်စုကကျူးလွန်နေတဲ့ရာဇဝတ်မှုများပုံမှုပြင်းထန်လာလျက်ရှိကြောင်းကိုစိုးရိမ်ဖွယ်ရာအထောက်အထားများနဲ့ဖော်ပြထားကြောင်းတာဝန်ကြီးကပြောဆိုထားပါတယ်။အကြမ်းဖက်ဆဲအုပ်စုက ၎င်းတို့ရဲ့ရက်ဆက်ကြမ်းကြုတ်တဲ့ရာဇဝမှုတွေကိုတောင်းဝင်ခံမှုမှရှောင်လွှဲရန်ကြံစီ၍တရားမဝင်အာဏာသိမ်းမှုကိုတရားဝင်စေရန်ရည်ရွယ်ချက်နဲ့အထူးရောက်ရွေးကောက်ပွဲလုပ်ငန်းစဉ်ကိုစီစဉ်နေတယ်လို့လည်းဆိုပါတယ်။တရားဝင်မှုကိုအထူးရောက်ဖန်တီးရန်ကြိုးပမ်းမှုတွေကရက်ဆက်ကြမ်းကြုတ်တဲ့ရာဇဝမှုကျူးလွန်သူတွေကိုအပြစ်ပေးခံရမှုမှကာကွယ်ပေးနိုင်မှာမဟုတ်တလို့အကာအကွယ်မပေးတင်တာကိုသတိပြုရန်လိုအပ်ကြောင်းလည်းတန်မကြီးကထောက်ပြထားပါတယ်။လူသားမျိုးနွယ်ပေါ်ကျူးလွန်နေတဲ့ရာဇဝမှုတွေအတွက်တာဝန်ရှိသူတွေကို အပြည်ပြည်ဆိုင်ရာရာသွေးခုံရုံးနဲ့အခြားသောသက်ဆိုင်ရာတရားစီရင်ရေးရန်ရာများရဲ့တင်းလျော်တဲ့တရားစီရင်ရေးလုပ်ငန်းစဉ်များမှတစ်ဆင့်အပါအဝင်အပြစ်ပေးအရေးယူရမှာဖြစ်ပြီးအချမ်းဘတ်စေအုပ်စုကစီစဉ်နေတဲ့အတုရောင်ရွေးကောက်ပွဲကိုပြတ်သားစွာပယ်ချပစ်ဖို့နဲ့စစ်အာဏာရှင်စနစ်ကိုအဆုံးသတ်ရင် Federal Democracy ပြည်ထောင်စုတည်ဆောက်ရေးမြန်မာနိုင်ငံအတွက်ငြိမ်းချမ်းပြီးမျှတတဲ့အနာဂတ်ကိုရရှိစေရေးတို့အတွက်မြန်မာပြည်သူများရဲ့ကြိုးပမ်းမှုများမှာခိုင်ခိုင်မာမာအတူတကွနီလန်းအားလုံးကိုအသုံးပြုရရည်တည်ပေးကြဖို့ အပြည်ပြည်ဆိုင်ရာအတိုင်းဝန်းနဲ့ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအားလုံးကိုတန်အမကြီးကတောင်းဆိုလိုက်တာဖြစ်ပါတယ်။စစ်တပ်ကတရားမဝင်အာဏာသိမ်းပြီး၄နှစ်ကျော်ကာလအတွင်းအကြမ်းဖက်စစ်တပ်ကခွဲခြားမှုရှိလေကြောင်းတိုက်ခိုက်မှုပေါင်း3944ကြိမ်ကျူးလွန်ခဲ့ပြီးအပြစ်မဲ့ပြည်သူပေါင်း4135ဦးဆုံးရှုံးခဲ့ရကောင်ကျောင်းဆင်းကနဲ့ဘာသာရေးအဆောက်အုံတစ်ထောင်ကျော်ပါဝင်ပုဂ္ဂလိကအဆောက်အုံပေါင်းတသိန်းကျော်ပျက်စီးဆုံးရှုံးခဲ့ရပြီးဖြစ်တယ်လို့လဲဆိုပါတယ်။လက်ရှိအချိန်ထိအမှတ်တမ်းတင်အတည်ပြုထားနိုင်တဲ့ အစိုးရအပြုံလိုက်တက်ဖြတ်မှု452ကြိမ်ကျူးလွန်ထားပြီးကလေးငယ်ယာကနန်းအပါအဝင်အရသာ4863ဦးသေဆုံးခဲ့ရတယ်လို့လည်းဆိုပါရယ်အကြံဖက်စစ်တကတရားမဝင်အတင်းကျပ်စစ်သားစုဆောင်မှုပေါင်း1618ကြိမ်ကျူးလွန်ခဲ့ပြီးအရွယ်မြောက်သေးသူများအပါအဝင်လူပေါင်း3000ကျော်ကိုအတင်းကျပ်စစ်သားစုဆောင်ခဲ့ကြောင်း2025ခုနှစ်အောက်တိုဘာလ6ရက်နေ့ဗုဒ္ဓဘာသာဝင်တို့ရဲ့နေတိုးနေမြတ်မှာပဲအကြံဖက်စစ်တကစကိုင်းတိုင်းဒေသကြီး6ဦးမြို့နယ်မှာ လူစုလူဝေးအတွင်းကိုလူမဆန်စွာလေကြောင်းမှတိုက်ခတ်ခဲ့ပြီးကလေးငယ်များအပါအဝင်အရသား20ခန်းအသက်ဆုံးရှုံးခဲ့ရကလူပေါင်းများစွာဒဏ်ရာရရှိခဲ့တယ်လို့တန်အမကြီးကပြောဆိုထားတာပဲဖြစ်ပါတယ်။အချမ်းဖက်စစ်တပ်ကလူသားမျိုးနွယ်ပေါ်ကျူးလွန်ထားတဲ့ရာဇဝတ်မှုများနဲ့စစ်ရာဇဝတ်မှုများကျူးလွန်နေရမှာချင်း၊ကချင်း၊ကရနီကယာ၊ကရင်၊ရခိုင်၊ရှမ်း၊စကိုင်းနဲ့မကွေးတိုင်းဒေသကြီးများရှိအရသားများပေါ်ခွဲခြားမှုမရှိဘဲပြစ်ခတ်တိုက်ခိုက်တဲ့ လေရောင်းတဲ့လက်နက်ကြီးတိုက်ခိုက်မှုများတိတိတတ်တတ်များပြားလာခြင်းနဲ့စနစ်တကျညှဉ်းပန်းနှိပ်စက်မှုများလေရင်ပိုက်ဆံရအကြမ်းဖက်မှုများကလေးငယ်များအပေါ်ဝင်လူထောင်ပေါင်းများစွာကိုဥပဒေမဲ့အကျဉ်းချမှုများရှိနေတယ်လို့ဒဏ်မကြီးကရှင်းပြထားတာပဲဖြစ်ပါတယ်ခင်ဗျာ။